မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုတိုက်ခိုက်ခြင်းမဟုတ်ရ စစ်သား35ဦးသေဆုံးပြီး46ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ30ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ကုတော်စခန်းကနေထွက်လာတဲ့အင်အား80ဝန်းကျင်ကပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမြို့နယ်ပတ်ကဖောက်ပြည်သူ့ကာကွယ်တပ်မတော်မုံရွာခရိုင်အမှတ်20တရင်တို့ပါဝင်တဲ့မဟာမိတ်အင်အားစုပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား35ဦးသေဆုံးပြီး46ဦးကို စစ်တုံ့ပန်းအဖြစ်နဲ့အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်နိုင်ငယ်58လက်60မမစိန်ပြောင်းနှစ်ခု drone နဲ့စီးအပြင်ဂျမ်းမာအကြီးတစ်ခုနဲ့ကြီးစားအများပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အချက်ပတ်စစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပြတ်ချေမုန်းခဲ့တာဟာမြေပြတ်မှာပထမဆုံးတိုက်ပွဲဖြစ်ပြီးတော့အတင်းအဓမ္မစုဆောင်းထားတဲ့ရှေတန်းကိုပို့ဆောင်ထားတဲ့တပ်သားတင့်များနဲ့စစ်တပ်ရန်အလုံးမဖြစ်နိုင်ခြင်းကိုပြတ်တနေတာဖြစ်တယ်လို့ပကဖသတင်းအေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းမြို့ရေကြီးမှုမှာကပ္ပစတင်းနဲ့ကပ္ပစ၄ကစစ်တီအရာရှိနဲ့တပ်မိသားစုဝင်အယောက်30ကျော်ရေထဲမှာမျောပါတိတ်ဆုံးခဲ့ပြီးတော့လက်နက်တူလောင်ဆက်ယုံထုတ်လုပ်ရေးနဲ့ကုန်ချမ်းဓာတ်ပစ္စည်းများအလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ9ရက်နေ့ညနေပိုင်းကနေစက်တင်ဘာလ14ရက်နေ့အထိနေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုနဲ့တောင်ကြားချောင်းရည်များမျောပါမှုများမှာ တက်ကုန်းမြို့အရှိမမှာရှိနေတယ်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစတင့်နဲ့ကပ္ပစလေးလဲမလုတ်ဘူးလို့သိရပါတယ်တောင်ကြချောင်းရည်နဲ့ဆယ်များကရေများရုတ်တရက်ဝင်ရောက်လာခဲ့တဲ့အတွက်ကြောင့်ကပ္ပစဆက်ယုံများကလက်နက်တူလောင်ဆက်ယုံလက်နက်ထုတ်လုပ်ရေးဆက်ယုံ ကုံချမ်းများဓာတုအဆစ်များရမ်းချရမှာအသုံးပြုတဲ့အဆစ်၃လောင်ယုံများလောင်စာစီကံနဲ့တိုးလောင်ကံများအကြီးအကျယ်ပြက်စီးခဲ့ရတယ်လို့သိရပါတယ်လက်ရှိသရဲများအရာရေထဲမှာမျောပါတေဆုံးပြီးတော့အလောင်းပြန်လဲရရှိသူစစ်တီအရာရှိနဲ့တပ်မိသားစုဝင်အယောက်30ကျော်ရှိနေပြီးတော့အယောက်20ကျော်ဟာပျောက်ဆုံးစရင်နဲ့တွင်းထရရတယ်လို့သိရပါတယ်ရေကြီးတဲ့အချိန်မှာကပ္ပစ1နဲ့ကပ္ပစ4သတင်းကိုလုံးဝအမောင်ချထားတယ်လို့အတည်ပြုလို့မရတာအခုအတည်ပြုလို့ရတာကစက်ရုံနှစ်ခုစလုံးမှာ 30ကျော်လောက်ရေထဲမှာမျောပါသွားပြီးတော့သေးတယ်ထုတ်လုပ်ရေးဆက်ယုံနဲ့တိုးလောင်ယုံနဲ့အကုန်ပြတ်စီးတယ်လက်နက်ခဲရနေရေထဲမှာမျောပါသွားလို့အဲ့ဒါတွေကိုစီမံချက်နဲ့လိုက်ရှာနေရတယ်ဆိုင်ကယ်အစီး40ကျော်နဲ့စစ်ကားစုစုပေါင်း8စီးလဲရေထဲမှာမျောပါသွားတယ်လို့တပ်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်ရေကြီးမှုဖြစ်ပွားပြီးတော့9ရက်အကြာမှာ စစ်တပ်ကစစ်သားအလောင်းများကိုပြန်လည်ကောက်ယူရန်လှုံ့ဆော်ခဲ့ပြီးတော့ရေထဲမှာမျောပတ်သွားတဲ့လက်နက်ခဲယမ်းများကိုစစ်တပ်ကဦးစားပေးပြီးတော့လိုက်လံကောက်ယူနေတယ်လို့သိရပါဗါးကပါဆဆက်ယုံများကစစ်သားအလောင်းများဟာလေကွင်းနဲ့တစ်ပင်များကြားမှာညံ့နေခဲ့တယ်လို့သိရပါဗါးလက်ရှိအချိန်မှာကပါဆဆက်ယုံများကမိုင်းနဲ့ဘုံတချို့လည်းရေစီးနဲ့အတူမျောပတ်သွားခဲ့ရာအပြည့်အဝပြန်လည်ဆဲယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗါးလာမယ့်နှစ်စိုက်ပျိုးကာလကပါဆဆက်ယုံအနီးကလေကွင်းများမှာလေထွန်ရက်ကြမယ်တောင်သူလေသမားများအနေနဲ့ မိုင်းနဲ့ဘုံတချို့မြေကြီးထဲမှာရှိနေနိုင်တဲ့အတွာသတိပြုကြရမယ့်အခြေအနေဖြစ်တယ်လို့ဒေသခံတောင်သူတချို့ကပြောဆိုထားပါတယ်စက်တဘာလလယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့နိုင်ငံတော်ဝန်ရေကြီးမှုများကြောင့်လူပေါင်း400ကျော်တေဆုံးခဲ့တယ်လို့စစ်ကောင်စီကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မင်းအောင်လိုင်းပေးထားတဲ့စွန့်ရည်တက်တီဂုံလူဆောင်သူရဲကောင်းမှတ်တမ်းဝင်စစ်ဗုဒ္ဓံကောင်းဘွဲရ FTC 2000G လေရင်အုပ်စုရဲ့အုံမူဒုတိယဘုံမူကြီးဝင်းဟာဦးဟာလေရင်စီတဲ့ခိုးရောက်မှုအပါအဝင်တရားမဝင်ငွေတွေနဲ့လစဉ်တိမ်ထောင်ချီပြီးတော့ရနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံလုံး FTC 2000G လေရင်တွေကမြန်မာနိုင်ငံအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တိုင်းသာလက်နက်ကိုင်တွေစုံမိုးထားတဲ့နယ်မြေတွေကိုအ धिक ဘုံကျဲတိုက်ခိုက်နေတဲ့လေရင်အုပ်စုဖြစ်လာတယ်လို့သိရပါဗါတယ်။လေရင်အပေါ်ပစ္စည်းအလွယ်တကူနဲ့အမြန်ဆုံးရရှိနိုင်တာဤပညာအရာ F7 တိုက်လေယာဉ်တွေနဲ့အလားတန်းတူတာလေယာဉ်စီစားနှုန်းကလည်း Russia SU-30 ထက်စီစားနည်းနေတာတွေကြောင့်စစ်ကောင်စီက FTC 2000G တိုက်လေယာဉ်တွေကိုပို့ပြီးတော့တုံးလာနေတာကိုတွေ့ရပါဗျ။လုံးခဲ့တဲ့ August လမှာတရုတ်နိုင်ငံက FTC 2000G တိုက်လေရဲ့အသစ်6စီးထပ်မံရောက်ရှိခဲ့တာမို့လို့စုစုပေါင်း FTC 2000G စံနာစီလက်ခံရရှိခဲ့ပါတယ်ဒါပေမဲ့တစည်းကတော့ကချင်ပြည်နယ်မှာပြစ်ချခံခဲ့ရတာမို့လို့စုစုပေါင်းစက်တစည်းပဲကြံတော့တယ်လို့သိရပါတယ်စစ်ကောင်စီက FTC 2000G တိုက်လေရင်တွေကိုလေကြောင်းတိုက်ခတ်မှုအတွက်အဓိကအားထားနေရတာမို့လို့အဲ့ဒီ FTC 2000G တိုက်လေရင်ရဲ့အုံမှုဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးရဲ့အခန်းကဏ္ဍကလည်းအရေးကြီးပြီးတော့မင်းအောင်လှိုင်ကမြောက်စားထားတယ်လို့သိရပါတယ်မေအောင်လိုင်က2023ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာအမိန့်ချိန်ညာစာအမှတ်242မြင်းဆောင် 2023နဲ့ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးကိုတပ်မတော်ဆိုင်ရာစွန့်ရည်တက်တီဂုံနူးဆောင်ဒစိမ့်နဲ့သူရဲကောင်းမှတ်တမ်းဝင်ဒစိမ့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာအမိန့်ကြေညာစာအမှတ်9မြင်းဆောင်2024နဲ့ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးကိုစစ်မှုထမ်းကောင်းဒစိမ့်ထပ်မံချင်းမြင့်ခဲ့ပါသေးတယ်။မင်းအွန်လိုင်းပေးအပ်ခဲ့တဲ့ဘွဲ့၃ဘွဲ့ရ ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးကလာရှိုးကချင်ပြည်နယ်မန္တလေးတိုင်းနယ်စကိုင်းတိုင်းမှာရှိတဲ့နေရာတွေကိုအဓိကဘုံကျဲနေတဲ့တိုက်လေရင်အုံမှုစစ်ရာဇဝတ်ကောင်တအုပ်လက်ဖြစ်တယ်လို့သိရပါတယ်ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးက FTC 2000G တိုက်လေရင်အုံမှုအဖြစ်နဲ့နမ်ဆန်လေးတန်းမှာအထိုင်ချကိုကဲနေပြီးတော့သူ့ရဲ့ဇနီးတဲ့ခင်းတန်းနာကျော်ဆွေနဲ့အတူနမ်ဆန်လေးတန်းမှာနေထိုင်နေတာလည်းဖြစ်ပါတယ် ဝင်းဟန်ဦးရဲ့မိန်းမဖြစ်သူခင်းတန်းနာကျော်ဆွေဆိုတာကအောက်ခြေကတက်ချက်ကြီးတဦးရဲ့သမီးဖြစ်ပြီးတော့အရာရှိငယ်ဘဝဖြစ်နေတဲ့ဝင်းဟန်ဦးကိုယူထားခဲ့ရကနေဘိုးကတော်ဖြစ်လာသူလည်းဖြစ်တယ်လို့သိရပါတယ်အတွင်တူမအိမ်သူဖြစ်ဆိုတဲ့ခင်းတန်းနာကျော်နဲ့ရက်ဆက်လုံးတဲ့ဝင်းဟန်ဦးတို့နှစ်ဦးဟာကိုကောင်းစားရေးအတွက်ဆိုရင်ဘသူကိုမဆိုချနေတတ်ကြတဲ့အထက်ဖားအောက်ဖိလူလန်းစားတွေလည်းဖြစ်တယ်လို့သိရပါတယ်လက်အောင်ငယ်သားတွေအပေါ်မှာလည်းညတာမှု၁၄တောင်မရှိဘဲအာနာပါဝါပြလွန်သူတွေရဲလို့လေးတဲ့တရင်ရင်းမြစ်ကပြောဆိုနေကြပါတယ် 2022ခုနှစ်ကလေးက FTC 2000G လေရင်အုံမှုဖြစ်လာခဲ့တဲ့ဝင်းဟန်ဦးကလေရင်စီခိုးရောင်းတာလေရင်ပြင်ဆင်မှုဆိုင်ရာဇယိတ်တွေကိုစရင်ပြပြီးတော့ခိုးတာတွေအပါအဝင်တလကို3000ဝင်ခွင့်ရှိနေတယ်လို့သိရပါတယ်မင်းအွန်လိုင်းကအလေးထားရတဲ့သူမို့လို့လှုပ်ချင်ရလှုပ်ပြီးတော့ခိုးချင်ရခိုးခွင့်ရထားတဲ့သူလည်းဖြစ်တယ်လို့သိရပါတယ် 2022ခုနှစ်ကရောက်ရှိလာခဲ့တဲ့ FTC 2000G လေးရင်6စီးကစရောက်ခတဲ့ကတနိုင်ငံလုံးကိုပတ်ပြီးတော့ဘုံကျဲခဲ့တာမို့လို့ပြန်တန်းကြီးနာကြီးအလွန်များနေတဲ့အတွက်ပြင်ဆင်စရိတ်နဲ့လေးရင်စီလဲပို့ပြီးတော့ကုန်ကြပါတယ်အရာတွေကဝင်းဟန်ဦးအတွက်ငွေရပောက်ရာလန်းကြီးကိုဖြစ်နေတာပါလက်ရှိမှာလဲအစ်စ်ရောက်လာတဲ့ FTC 2000G လေးရင်6စီးနဲ့တနိုင်ငံလုံးကိုပတ်ပြီးတော့ဘုံကျဲနေတာလဲဖြစ်ပါတယ်နမ်ဆန်မှာအတွဲညီပြီးတော့ ဂေါ့ဖ်ရိုက်တာလည်းအတူတူတရားမဝင်ငွေရှာတာလည်းအတူတူဖြစ်နေတာကတော့ FTC 2000G အုံမူဒုတိယဘုံမူကြီးဝင်းဟန်ဦးနဲ့နမ်ဆန်တက်နေမူဘုံမူကြီးလင်းကိုတို့ဖြစ်ပါတယ်သူတို့နှစ်ဦးရဲ့အထက်မှာတော့နမ်ဆန်တက်နေကဘိုးချုပ်စိုးအောင်ကအုပ်ချုပ်ပါတယ်နမ်ဆန်မှာဘိုးချုပ်စိုးအောင်ဘုံမူကြီးလင်းကိုနဲ့ဒုတိယဘုံမူကြီးဝင်းဟန်ဦးတို့သုံးယောက်စလုံးကတော့ပလင်းတူဘူးစုပ်အမိကျက်အမိစားခေါင်းကျက်ခေါင်းစားတဲ့ကိုကောင်းစားဖို့အတွက်ဘာမဆုံးလုံရဲတဲ့သူတွေဖြစ်တယ်လို့သိရပါတယ် နောက်ဆက်လေးတဲ့ခေါက်ခွဲမှာအပတ်စဉ်တနင်္ဂနွေနေ့တိုင်းခေါက်တိရိုက်ကစားနေတတ်တဲ့ဘိုးချုပ်စိုးအောင်ဘိုးမူကြီးလင်းကုန်နဲ့ဒုတိယဘိုးမူကြီးဝင်းဟန်ဦးတို့သုံးဦးစလုံးကပြည်သူတွေကိုလေရင်နဲ့ဘုံကျဲတတ်ဖြတ်ရမှာအောက်ချိန်အဆင့်အမိန်ပေးသူစီစဉ်ညွန်ကြားသူနဲ့ကာယကံမြောက်ကျူးလွန်သူတွေအဖြစ်နဲ့ရာဇဝင်မှတ်တမ်းတင်ရမယ်ရာဇဝတ်ကောင်းတွေဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်ဖလူကျေးရွာစာတင်ကြောင်း ချိန်မှပြက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာတရက်နေ့မွန်းလွဲ့နှစ်နာရီကျော် အချိန်မှာစစ်ကောင်စီရဲ့ဆွေတော်ကုန်းအမြောက်စခန်းကနေပြီးတော့လက်နက်ကြီးများနဲ့မြောက်ဒီမျိုးနဲ့ဖလူကြီးရွာကိုပစ်ခတ်ခဲ့ရာစာတင်ကြောင်ချိန်မှပြက်စီးခဲ့ရတယ်လို့သိရပါတယ်။မနေ့ကနေ့လယ်ပိုင်းခရဲကကျောင်းကိုဆော့လွတ်ခဲ့တဲ့အတွက်လက်နက်ကြီးထိမှန်တဲ့အချိန်မှာကျောင်းသူကျောင်းသားများနဲ့ဆရာဆရာမများထိမှန်ဒဏ်ရာရခြင်းတော့မရှိဘူးလို့သိရပါဗျ။ လက်နဲ့ကြီးတန်းတချို့ထွက်ပေါ်လာကလေးကကြောင်းကိုစောပြီးတော့လွတ်လိုက်တာပါအဲ့ဒီနောက်မှာနောက်အချက်တွေမှာလက်နဲ့ကြီးကြလာတာပဲကြောင်းကတော့ပျက်စီးသွားတယ်ဒါပေမဲ့ကလေးတွေထိခိုက်တာဆရာဆံမတွေထိခိုက်တာတော့မရှိဘူးကြောင်းကမူလာတန်းကြောင်းလေးပါတိုက်ပွဲလည်းမဖြစ်ဘူးတမင်ကြီးကိုဖြစ်တာတခုတော့ရှိတယ်ကျွန်တော်တို့တက်တွေက ဆွဲတော်ခုံးကိုဝိုင်းထားတယ်လို့ PDF သတင်းရေးမြစ်ကပြောဆိုထားပါတယ်။မြောက်ရီမြို့နယ်လေးကြီးကောမြို့တဲ့အနီးမှာရှိတဲ့ဆွဲတော်ခုံးကိုတော်လိုင်းတပ်များကမကြာခဏထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့လက်ရှိမှာစစ်ကောင်စီတပ်များကိုတော်လိုင်းတပ်များကဝိုင်းဝန်းပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်မြန်မြို့မှာရဲစခန်းကရဲတပ်ချက်ကြီးတဦးဟာဇနီးဖြစ်သူနဲ့အတူလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘားလ2ရက်နေ့မနက်6:30မိနစ်အချိန်မှာမြန်မြို့မှာရဲစခန်းကရဲတပ်ချက်ကြီးအောင်ကိုဟာ၎င်းရဲ့ဇနီးဖြစ်သူကိုခေါ်ဆောင်လာပြီးတော့ G3 အမျိုးအစားတနက်တလက်ကြီးပေါင်းနှစ်ခု G125 တော့ကိုယူဆောင်လာပြီးတော့မြန်မြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှဆက်သွယ်ပြီးအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာသူများကိုမြန်မြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကောင်းမွန်စွာကျွေးမွေးထားရှိပြီးတော့ထိုက်တဲ့အားလျော်စွာချီးမင်းမှုများကိုလှောက်ဆောင်ကနေရက်ကိုပို့ဆောင်ပေးရအတွက်စီစဉ်ထားရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ